မဖယားတော့ချောင်းချပါဒီဝဲနေမှာလာဆောင်မဲမဲညနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေရဒီစင်ဖန်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့မေလ3ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်ဝေတောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ ထုံနှင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။အမတရားနေ့အစီအစဉ်အားနေပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ရင်းနေကြောင်းမှနေတဲ့မရတနာထူးထူးရဲ့ဒီနေ့မှပြင်မြောက်တဲ့36နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုလာတာဖြစ်ပါရဲ့။ မရေတနာထူးထူးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ချေရတဲ့မိသားစုတွေအားလုံးကမွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေးပေးထားပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ဗမော်မျိုးကမငုဝါရဲ့ဒီနေ့မှပြင်းပြောင်းတဲ့35နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆုလာတာဖြစ်ပါတယ်။မငူဝါရဲ့ဒီနေ့မှပြင်းပြတဲ့မွေးနေ့အတွက်ကိုတက်ဆိုင်သူကိုကျော်ကြီးကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ ဒီနေ့မှဝင်နေပြင်းပြောက်တဲ့ရင်းနှံကြောင်းမှနေတဲ့မက်ရဲတနာထူးထူးနဲ့ဗမောမှနေတဲ့မငူဝါတို့ရဲ့မွေးနေ့အကြွက်ကိုအမတ်တရားနဲ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။တာယာပြောရွှေမွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကျန်းစီသမျှအောင်မြင်ပါစေ။အလောက်ကန်တွေအလုံးလဲအစဉ်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။ တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကို ထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် ကျေးဇူးဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်းတောင်းဆိုလာတဲ့ပရိသတ်ကတော့တောင်ကြီးမှနေတဲ့ခိုင်စပေပဲဖြစ်ပါတယ်။သူကတော့ဖေဖေဦးအောင်ခိုင်နဲ့မေမေဒေါ်ခွာညိုတို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့15နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပန်းဝင်းတောင်းဆိုထားတာဖြစ်ပါတယ်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်လေးရတော့ရာသပ်ပန်အိုအောင်မင်းအောင်ပေါင်းဖက်တော်နိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။ အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပကူးမနေတဲ့ဝဏပဲဖြစ်ပါရယ်။သူကတော့တက်ဆိုင်သူပိုးပိုးရေသနာနဲ့ဒီနေ့မှပြင်းပြောက်တဲ့ကိုလာပြေချစ်သက်တန်အတွက်ကိုကိုယ်နိုင်မဲပါဝင်တောင်းဆိုထားပါရယ်။တဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ပူပူကိုထောင်ရော့ချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါရဲ့ရှင်ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောင်းကြတဲ့ချစ်သူစုံတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲ ဒီနေ့နှစ်ပတ်လည်လျာနဲ့စပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းလာသည်များအခဲခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါရ။ တစေဖန်ပရိသတ်တွေအားလုံးကအမတ်တရားနဲ့အစီအစဉ်မှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ့7:00နာရီအတွင်းဖုန်းနံပါတ်3336392639နဲ့39963ညာ99959တို့မှာ3ရက်ကြိုတင်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။ နားဆင်အားပေးခဲ့ကြတဲ့သစင်ဖန်ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။